့တာ home to fights UVB therapy တို့မဟုတ်လဲ UVA therapy phototherapy device တွေပေါ့လေကျမတို့တချို့ patient တွေအမေးရှိပါတယ်။ဒါမှပဲအသုံးပြုလို့ရတဲ့ laser လေးတွေသုံးလို့ရလာပေါ့နော်။ဆိုတော့ဒီ laser အများစုတွေကတော့အားလုံးမင်္ဂလာပါဒေါက်တာဆွန်မဒီနေ့မှာတော့ eczema laser ရဲ့ part 3ဖြစ်တဲ့သူ့ရဲ့ pros and cons အကြောင်းလေးကိုကျွန်မဒီနေ့ရှင်းပါမယ်။ အဲ့တော့ exam manager ရဲ့ benefits အကြောင်းအရင်ပြောပါမယ်။ကျမတို့ကဒီ UVB therapy ကနေရတဲ့ဒီ blue light လို့ခေါ်တဲ့အပြာရောင် light တွေကိုကျမတို့ရဲ့ဒီအဖြူဘက်ပေါ်မှာ localize ပေါ့နော်တင်ပေးထားလိုက်တဲ့ထိတွေ့လိုက်ခြင်းအပြင်ပထမဦးဆုံးအနေနဲ့ကကျမတို့ရဲ့အရေပြားပေါ်မှာရှိတဲ့ T cells လို့ခေါ်တဲ့ inflammation ကိုအားပေးတဲ့ cells လေးတွေကို suppress လုပ်ပါတယ်။ suppress ဆိုတာကျမတို့ clean နေလိုက်တယ်ပေါ့နော်။ဒီတော့ရောင်ရမ်းမှုပထမဦးဆုံးတတ်တာသွားတယ်။ဒုတိယတစ်ခုအနေနဲ့ကကျမတို့ရဲ့ဒါလွန့်သွားတဲ့ကျမပထမဦးဆုံး white exam laser မှာရှင်းပြခဲ့သလိုပဲ လွင့်သွားတဲ့ melanin cell လေးတွေကိုရောင်ခြည်ဆဲလေးတွေကိုပြန်ပြီးတော့သူတို့ကဆွဲခေါ်ပေးတယ်။အဲ့တော့ ben melanin မျိုးဆွဲခေါ်တာလေးပေါ့နော်။တချို့သောရောင်ခြည်ဆဲလေးတွေကကျမတို့ရဲ့ဒီမှုန်းနှိပအောက်ထဲမှာလည်းဝင်ပုန်းနေပြီးတော့တချို့သောဆဲလေးတွေကတော့ဖြူသွားတဲ့နေရာရဲ့ vena surrounding skin area မှာသွားပုန်းပါတယ်။အဲ့တော့အဲ့နားမှာရှိနေတဲ့ melanin cells လေးတွေကိုဒီအကိမ်းမလေးစားကပြန်ခေါ်ပေးပါတယ်။နောက်ဆုံးတစ်ခုနေနေကတော့ပေးဆဲမှမရှိတော့ရင်တောင်မှဒါ production of melanin ကိုခေါ်တဲ့ရောင်ခြည်ဆဲထုတ်လုပ်ခြင်းအောင်လည်းဒီ enzyme လေးစားက stimulate လုပ်ပေးနိုင်ပါတယ်။ အဲ့တော့ဒီ pulse ရဲ့စိတ်ဝင်စားဆုံးအပိုင်းဖြစ်တဲ့ enzyme နေစားလုံးဝဘာ side effect မှမရှိဘူးလားပေါ့အဲ့လိုတော့လည်းမဟုတ်ပါဘူးသူ့ကိုကျွန်တော် treatment ယူရတဲ့အခါမှာ minimal side effect လို့ခေါ်တယ်ဆိုချိုးအနည်းငယ်ကိုတော့ကြုံတွေ့ရလိမ့်ရှိပါတယ်ဒါပေမဲ့ individualize တဲ့ဦးနည်းတယောက်မတူတဲ့အတွက်လူတိုင်းခံစားရမယ်လို့တော့မဆိုလိုပါဘူးအဲ့တော့ minimal side effect နေနဲ့ဆိုရင်ဘာလေးတွေတွေ့ရနိုင်လဲဆိုတော့ပြလိုက်တဲ့နေရာမှာကျွန်တော်ရဲ့ဒီ dose အချိန်အစပေါ်မူတည်ပြီးတော့ကိုယ့်ရဲ့ skin tone အလိုက်ပေါ့ကိုယ့်ရဲ့ skin color အလိုက် and erythema လို့ခေါ်တဲ့နည်းနည်းရေးသွားတာ blister terrain ကိုခေါ်တဲ့အရှိချီပူလေးတွေနည်းနည်းထွက်သွားတာမျိုးဒါမှမဟုတ် Bina surrounding area နည်းနည်းမှာ hyperpigmentation patch တွေနည်းနည်းဖြစ်သွားတာမျိုးတော့ရင်ဆိုင်ရလေးရှိပါတယ်။အဲအဲ့တော့ဒီလို side effect တွေကလည်းလူတိုင်းကြုံတွေ့ရမယ်လို့ဆိုလိုထားတာမဟုတ်တဲ့အတွက်အဲကိုယ့်ရဲ့ကျွမ်းကျင်တဲ့အဲဆရာဝန်ကဒီကြာကြာချိန်ပေးထားတဲ့ dose အပေါ်မှာပြည့်တဲ့သူရဲ့ scale ပေါ်အလိုက်လေနည်းနည်းပြောင်းလဲမှုရှိနိုင်တာကြောင့်လူတိုင်းကြုံတွေ့နေရနိုင်ပါဘူး။ဒါပေမဲ့ minimal side effect အနေနဲ့တော့ဒီ video လေးမှာဒီမှာပြပြလိုက်ပါ။အဲတော့ဒီ video link ကိုအဆုံးသတ်အနေနဲ့ကျွန်မက bonus tips လေးတခုပြောချင်ပါတယ်။ အဲ့ဒါတော့ဗာလဲဆိုတော့ကျမတို့က home device UVB therapy တို့မဟုတ်လဲ UVA therapy photo therapy device တွေပေါ့လေကျမတို့တချို့ patient တွေအမေးရှိပါတယ်လက်ဆောင်ရလို့ဒီ laser သူတို့ရဲ့ဒါအိမ်မှာပဲအသုံးပြုလို့ရတဲ့ laser လေးတွေတုံးလို့ရလာပေါ့နော်ဆိုတော့ဒီ laser အများစုတွေကတော့ဟိုကျမတို့ကဒီ clinical use တွေလောက်အနေနဲ့မများဘူးအဲပြီးတော့ဟိုကပေါ့ကျွမ်းကျင်သောပညာရှင်ရဲ့ဒါ advice ကဒါအားကြီးမလိုပဲနဲ့ပြလို့ရနိုင်တယ်ပေါ့ဒါပေမဲ့ long term ဖြစ်သွားမယ်ဆိုရင်ကြတော့ကျမတို့က doses ကိုဘယ်လိုချိန်မှာလဲဘယ်လို frequency နဲ့ ်သွားမှလည်းကိုယ့်ရဲ့အဖြူဘက်ကတော့ဘလူးနေသားမျိုးမှရှိနေလေအရောင်စဲပြန်ဝင်မလန်လို့ဆိုင်းနေရအောင်ကောင်းကောင်းဖြစ်ပေါ်ရလားဆိုတော့ adjustment လုပ်ဖို့တော့ခက်ခဲတတ်တယ်ပေါ့နော်ဆိုတော့ဒီလို device နည်းကြီးက ကျွန်မတို့အခုကျွန်မရှင်းနေတဲ့ကျွန်မရဲ့ဒီ excimer through a nanometer clinical use တွေရောက်တော့ effective ဖြစ်မှာမဟုတ်ဘူးအဲဒါပေမဲ့အသုံးပြုမယ်ဆိုရင်လည်းကိုပြနေတဲ့ဆရာဝန်နဲ့ပြန်တိုင်းနေပြီးတော့ဘယ်လိုမျိုး dose ကိုဘယ်လိုမျိုး frequency ပေါ့ဘယ်လိုအကျင့်အီးတွေအတွက်နဲ့အဲဘယ်လိုမျိုးပေါ့ကျွန်တော်တို့ doses ချိန်တဲ့လဲဆိုတာမျိုးတော့တိုင်နေတင်ပါတယ်ဒါတော့ကျွန်မဒီနေ့ video လေးအဆုံးသတ်အနေနဲ့ bonus tip အနေနဲ့လက်ဆောင်ပေးလိုက်ပါတယ်ရှင်